မင်္ဂလာပါရှင် PSN News ရဲ့နိုင်ငံတကာသတင်းတွေကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ကျွန်မကတော့ခင်လေးစုံပါရှင်ပထမဆုံးအနေနဲ့ American ကမြန်မာနိုင်ငံသားတွေရဲ့ယာယီအကာအကွယ်ပေးထားမှုအဆင့် TBS ကိုရက်စဲတဲ့အကြောင်းပြချက်လက်ရှိအခြေအနေနဲ့ကိုက်ညီမှုမရှိဘူးလို့ HRW အဖွဲ့ဝေဖန်လိုက်တဲ့သတင်းနဲ့စတင်ချင်ပါတယ် American ပြည်ထောင်စု ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာန DHS ဟာလက်နက်ကိုင်ပြပခါရီနဲ့လူသားချင်းဆိုင်ရာအကြက်တဲတွေကြောင့် ၎င်းတို့ရဲ့နိုင်ငံရင်းကိုပြန်မှုမလုံခြုံတဲ့မြန်မာနိုင်ငံကပြည်သူတွေကိုပေးအပ်ထားတဲ့ယာယီအကာအကွယ်ပေးထားမှုအဆင့် Temporary Protective Status TPS ကိုရက်စဲကြောင်းနိုဝင်ဘာလ24ရက်နေ့ကထုတ်ပြန်လိုက်ပါတယ်။အဆိုပါဆုံးဖြတ်ချက်ဟာမြန်မာ American လူမှုအတိုင်းဝိုင်းအတွင်းစိုးရိမ်ပူပန်မှုတွေကိုမြင့်တက်စေခဲ့ပြီးမကြမီကာလမှာလူပေါင်း4000နီးပါးအနှံ့ထုတ်ခံရနိုင်တဲ့အနေနဲ့ရင်ဆိုင်ရဖို့ရှိနေပါတယ်။ DHS ရဲ့ထုတ်ပြန်ချက်အရ TPS ရက်စဲခြင်းဟာ2026ခုနှစ်ဇန်နဝါရီလ26ရက်နေ့မှာအကျိုးသက်ရောက်မှာဖြစ်ပြီး အဲ့လိုရက်ဆက်ရခြင်းဟာမြန်မာနိုင်ငံမှာအုပ်ချုပ်ရေးနဲ့တည်ငြိမ်ရေးတိုးတက်မှုတွေရှိလာခြင်းစစ်ကော်မရှင်ကအရေးပေါ်အခြေအနေရုပ်သိမ်းခဲ့ခြင်းနဲ့ဒီဇင်ဘာလမှာလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲတွေကျင်းပဖို့စီစဉ်နေခြင်းတို့ကြောင့်ဖြစ်တယ်လို့အကြောင်းပြထားပါတယ်။ဒါပေမဲ့လည်း DHS ရဲ့အကြောင်းပြချက်တွေဟာမြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေ၊ American နဲ့ကုလသမဂ္ဂတာဝန်ရှိသူတွေရဲ့ထုတ်ပြန်ချက်တွေနဲ့တော့ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။စစ်ကောင်မရှင်ကဇူလိုင်လမှာအရေးပေါ်အခြေအနေရုပ်သိမ်းခဲ့တယ်လို့ဆိုပေမဲ့အဲ့ဒီအစားပြည်내နဲ့တိုင်းဒေသကြီး၉ခုမှာရှိတဲ့မြို့နယ်များစွာမှာအရေးပေါ်အခြေအနေအစ်စ်နဲ့ဆဲအုပ်ချုပ်ရေးနဲ့ချက်ချင်းအစားထိုးခဲ့တာဖြစ်ပါတယ် နိုင်ငံတကာအတိုင်းဝိုင်းနဲ့ကုလသမဂ္ဂတို့ကစစ်ကောမရှင်ရဲ့စီစဉ်ထားတဲ့ရွေးကောက်ပွဲတွေဟာအပြည်ပြည်ဆိုင်ရာအသိမှတ်ပြုမှုရယူဖို့အတွက်လိမ့်လေလှည့်ပြားမှုသာဖြစ်တယ်လို့သေချာစွာသိနာလည်ထားကြပါတယ်။အမေရိကန်ကထောက်ခံခဲ့တဲ့ကုလသမဂ္ဂဆုံးဖြတ်ချက်မှာမြန်မာစစ်ကောမရှင်ရဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေကြောင့်မြန်မာနိုင်ငံဟာဒုက္ခသည်တွေဘီကင်းစွာဂုံတိုက်ခါရှိစွာပြန်လည်ရောက်ရှိဖို့အတွက်မသင့်တော်ကြောင်းအတိအလင်းဖော်ပြထားပါတယ်။ ကုလသမဂ္ဂစုံစမ်းစစ်ဆေးမှုတွေအမေရိကန်နိုင်ငံသားရေးဝန်ကြီးဌာနနဲ့လူ့အခွင့်အရေးအဖွဲ့ရဲ့အစည်းအဝေးခန်းစာတွေအရတော့မြန်မာနိုင်ငံမှာစစ်တပ်ရဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေနဲ့အရဲသားတွေပေါ်တိုက်ခိုက်မှုတွေဟာလုံးဝလျော့နေသွားခြင်းမရှိသေးပါဘူး။ကုလသမဂ္ဂရဲ့အစည်းအဝေးခန်းစာတွေအရအခုနှစ်မှာအရဲသားထောင်ပေါင်းများစွာအသက်ခံခဲ့ရပြီးလူပေါင်း3.5တန်းကျော်နေရဲစွန့်ခွာထွက်ပြေးနေရဆဲဖြစ်ပါတယ်။ Human Rights Watch အဖွဲ့ရဲ့အာရှရေးရာစီယုံလှုံ့ဆော်ရေးဒါရိုက်တာဂျွန်စစ်တန်က DHS ရဲ့ TBS ရုပ်သိမ်းမှုမှာလွဲမှားစွာဖော်ပြချက်တွေဟာအလွန်ဆိုးရွားလွန်းတယ်လို့မှတ်ချက်ပြုခဲ့ပါတယ် ဒါအပြင်ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာနကမြန်မာနိုင်ငံကပြည်သူတွေအတွက် TBS ကိုရုပ်သိမ်းရမှာမှားယွင်းတဲ့ဖော်ပြချက်တွေဟာဘယ်သူကယုံကြည်လိမ့်မယ်ဆိုတာကိုတော့စဉ်းစားရခက်စေပါတယ်လို့ဆက်လက်ပြောကြားခဲ့ပါတယ်။ TBS ကိုရက်စဲလိုက်တာကြောင့်အခုခါ American ပြည်တော်စုမှနေထိုင်ခွင့်ရရှိထားတဲ့မြန်မာနိုင်ငံသားတွေဟာဖမ်းဆီးခြင်းနဲ့နိုင်ငံ내ကနေနှင်ထုတ်ခံရနိုင်ခြင်းမြင့်တက်လာခဲ့ပြီးစစ်ပွဲနဲ့လူခွင့်ရေးချိုးဖောက်မှုတွေဆက်လက်ဖြစ်ပွားနေတဲ့နိုင်ငံကိုအတင်းကျပ်ပြန်ပို့ခံရနိုင်တဲ့အနေအထားနဲ့ရင်ဆိုင်နေရပြီပဲဖြစ်ပါတယ်ရှင်။ ဆက်လက်ပြီးကမ်ဘာရာမှာ NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်စင်မအောင်နဲ့ Australia အထက်လွှတ်တော်အမတ် Dean Smith တို့တွေ့ဆုံတဲ့တဲ့ရင်ကိုတင်ပြပေးချင်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါ်စင်မအောင်ဟာ Australia နိုင်ငံကမ်ဘာရာမြို့မှာ November 24ရက်နေ့ကအထက်လွှတ်တော်အမတ် Dean Smith နဲ့တွေ့ဆုံခဲ့တယ်လို့သိရပါတယ်။အဲ့လိုတွေ့ဆုံမှုအတွင်းမှာနှစ်ဖက်ခေါင်းဆောင်တွေဟာရက်ဆက်ကြမ်းကြုတ်တဲ့စစ်ကောမရှင်ကိုစန့်ကျင်ဖို့နဲ့သူတို့ရဲ့အတူရောင်ရွေးကောက်ပွဲကိုပယ်ချဖို့အနာဂတ်ပူးပေါင်းညှိနှိုင်းမှုတွေကိုပုံမအားကောင်းလာစေမယ့်နည်းလမ်းတွေကိုဆွေးနွေးခဲ့ကြတယ်လို့သိရှိရပါတယ် အန်ယူဂျီနိုင်ငံခြားရေးဝန်ကြီးဒေါ်စင်မအောင်နဲ့အထက်လွှတ်တော်မတ်ဒင်းစမစ်တို့ဟာတရားမျှတမှုဒီမိုကရေစီနဲ့ပြည်သူလူထုရဲ့ဆန္ဒအတွက်ဆက်လက်ယက်တီသွားဖို့ကတိပြုကြောင်းလည်းဖော်ပြခဲ့ကြပါတယ်။အဲဒီနောက်နိုင်ငံခြားရေးဝန်ကြီးကမြန်မာပြည်သူတွေအပေါ်အထက်လွှတ်တော်မတ်ဒင်းစမစ်ရဲ့ဆက်လက်ပံ့ပိုးကူညီမှုတွေအတွက်နှွေးထွေးစွာကျေးဇူးတင်ရှိပါကြောင်းပြောကြားခဲ့တယ်လို့သိရှိရပါတယ်ရှင်။ ဆက်လက်ပြီးအမေရိကန်ကအရှိတောင်အရှာရှိလိန်လယ်မှုဂိုင်းကောင်းဆောင်တွေကိုဖမ်းဆီးဖို့ဒေါ်လာ25သန်းအထိစုချင်းငွေတွေပေးပြီးကန့်လန့်ထားတဲ့တဲ့တင်ကိုတင်ပြပေးပါမယ်။အမေရိကန်ပြည်ထောင်စုကမြမထိတ်တန်ဗိုလ်ချုပ်ကြီးတွေနဲ့နေကြာဆောင်တဲ့ BGF ကောင်းဆောင်တွေကိုတုံ့လှုပ်စေခဲ့တဲ့လှုပ်ရှားမှုတစ်ခုအနေနဲ့ကြားဖြတ်လိန်လယ်မှုစင်တာတိုက်ခိုက်ရေးအဖွဲ့ Scam Center Strike Force ဖွဲ့စည်းကြောင်းကြေညာခဲ့ပြီးတဲ့နောက်ထိုင်းမြန်မာနယ်စပ်အနီးကကြားဖြတ်လိန်လယ်မှုစခန်းတွေကိုနှိမ်နင်းမှုကြိုးပမ်းမှုတွေပြင်းထန်လာခဲ့ပါတယ်။ အမေရိကန်နိုင်ငံသား၏ဝင်ကြီးဌာနအကြီးအကဲအရာရှိတဦးကအမေရိကန်နိုင်ငံသားတွေကိုလိန်လဲတဲ့နိုင်ငံဖြတ်ကျော်ရာဆွဲကောင်တွေကိုဖမ်းဆီးနိုင်ဖို့တရင်ပေးပို့နိုင်သူတွေကိုဒေါ်လာ25သန်းအထိစုကြည့်ပေးမယ်လို့ထုတ်ဖော်ပြောကြားထားတာပါအဆိုပါကြားဖြန့်ခိုင်းနေဟာဂျမန်နှစ်အတွင်းကအမေရိကန်နိုင်ငံသားတွေထံကဒေါ်လာ10ဘီလီယံခန့်ခိုးယူခဲ့တယ်လို့ခန့်မှန်းရပါတယ်အမေရိကန်ရဲ့လုံဆောင်မှုတွေပေါ်စိုးရိမ်မှုကြောင့်မြန်မာစစ်ကောင်ဆောင်မင်းအောင်လှိုင်ဟာနေဆက်မှာရှိတဲ့ကြားဖြန့်လိန်လဲမှုစင်တာတွေကိုချက်ချင်းနှိမ်နှင်းမှု သူတို့ရဲ့လက်အောက်ခံကရင်နယ်ကြားဆောင်တဲ့ BGF အခုခါ KNA လို့အမည်ပြောင်းအဖွဲ့ကိုညွှန်ကြားထားတယ်လို့ Writer သတင်းဌာနကဖော်ပြပါတယ်။စစ်ကောင်ဆောင်ကကြားဖြန့်လိမ်လည်မှုတွေဟာနိုင်ငံရဲ့ဂုဏ်သိက္ခာကိုထိခိုက်စေလို့ရွေးကောက်ပွဲမတိုင်မီထိထိရောက်ရောက်နှိမ်နင်းရန်တိုက်တွန်းခဲ့တယ်လို့သိရပါတယ်။နိုဝင်ဘာလ17ရက်နေ့ကစောချစ်သူဦးဆောင်တဲ့ KNI ကတပ်ဖွဲ့ဝင်တွေဟာမြရီမှာရှိတဲ့ရွှေကုန်းကိုစတင်ဝင်ရောက်ပြီးစစ်စင်ရေးတွေလှုပ်ဆောင်ခဲ့ပါတယ်။ KNI ကပြောရေးဆိုခွင့်ရှိသူနိုင်မောင်စောကသူတို့ဟာကြားဖြတ်နိုင်မှုကိုဦးဆောင်ခဲ့ပြီးလုပ်ငန်းစဉ်ချောမွေ့စေဖို့စစ်တပ်နဲ့ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ပြောကြားထားပါတယ်။ မြန်မာစစ်ကောင်မရှင်မီဒီယာရဲ့ဖော်ပြချက်အရစစ်တပ်နဲ့ KNY တို့ဟာကြားဖြန့်လိမ်လည်မှုစခန်းတွေမှာအဆောက်အုံတွေဖျက်ဆီးတာနဲ့နိုင်ငံသားတထောင်ကျော်ကိုဖမ်းဆီးတာတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့လအစောပိုင်းမှာထိုင်းနိုင်ငံဟာရှီကုတ်ကိုအဆောက်အုံကိုဥဆောင်ခဲ့သူလောင်ကစားဘီယင်ရှီဂျီချန်းကိုတရုတ်အစိုးရရဲ့တောင်းဆိုချက်အရတရုတ်နိုင်ငံကိုလွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ကမ္ဘာအင်အားကြီးနှစ်နိုင်ငံဖြစ်တဲ့ American ပြင်တရုတ်နိုင်ငံကလည်းနှိမ်နင်းမှုဖိအားပေးတာဟာမြန်မာစစ်ကောင်မရှင်နဲ့ KNY ကိုခက်ခဲတဲ့အနေအထားကိုရောက်ရှိစေတယ်လို့ကြွမ်းကျင်သူတွေကသုံးသပ်ပါတယ် စစ်ကောင်မရှင်ပြောရေးဆိုခွင့်ရှိသူကအမေရိကန်ရဲ့ကြားဖြန့်တိုက်ခိုက်ရေးတပ်ဖွဲ့မှဖုံးကွယ်ထားတဲ့အစီအစဉ်ရှိတယ်လို့စစ်တပ်အနေနဲ့ယုံကြည်ကြောင်းကိုပြီးခဲ့တဲ့တောက်ကြနေ့က၎င်းတို့ပိုင်ရုပ်သံကနေတဆင့်ကြေညာခဲ့ပါတယ်။လင်းလယ်မှုလုပ်ငန်းတွေဟာကမ္ဘောဒီးယားရဲ့နှစ်စဉ် GDP ရဲ့၄၀ရာခိုင်နှုန်းခန့်ဒေါ်လာ၁၂ဘီလီယံကနေ၁၉ဘီလီယံကြားရှိတယ်လို့အမေရိကန်ကခန့်မှန်းထားတာကြောင့်အခုနိုင်နေမှုတွေဟာလင်းလယ်မှုတွေအမြင့်တွယ်နေတဲ့အဆိုပါဒေတာမှအောင်မြင်မလားဆိုတာကိုတော့လေလာသူတွေကတန်တရားအမြင်နဲ့စောင့်ကြည့်လျက်ရှိနေကြပါတယ်ရှင်။ ခုနောက်ဆုံးအနေနဲ့ဒေါ်ဆန်းစုကြည်ကိုပြန်လွှတ်ပေးဖို့ထိုင်းနိုင်ငံသားရေးဝန်ကြီးကတောင်းဆိုလိုက်တဲ့သတင်းကိုတင်ပြပေးပါမယ်။အရှိတောင်အာရှနိုင်ငံများအသင်းအာဆီယံအဖွဲ့ကြီးအနေနဲ့လာမယ့်ရွှေကောက်ပွဲအပြီးမှာတော့မြန်မာနိုင်ငံနဲ့ပြန်လည်ပူးပေါင်းဆောင်ရွက်ဖို့ခက်ခဲနေုံမှာဖြစ်တယ်လို့ထိုင်းနိုင်ငံသားရေးဝန်ကြီးကနိုဝင်ဘာလ25ရက်နေ့အင်္ဂါနေ့မှာပြောကြားခဲ့ပြီးဖန်စီထိမ့်သိမ်းခံထားရတဲ့မြန်မာဒီမိုကရေစီကောင်းဆောင်ဒေါ်ဆန်းစုကြည်ကိုပြန်လွှတ်ပေးဖို့လည်းတောင်းဆိုလိုက်ပါတယ်။မြန်မာနိုင်ငံဟာလက်ရှိပြည်တွင်းစစ်ပြင်းထန်နေတဲ့ကြားကပဲလာမယ့်ဒီဇင်ဘာလ28ရက်နေ့ကစပြီးအဆင့်လိုက်ရွေးကောက်ပွဲကိုကျင်းပဖို့စစ်ကော်မရှင်ကစီစဉ်ထားပါတယ် ။ဝေဖန်သူတွေကတော့အစိုးရရွှေကောက်ပွဲကို2021ခုနှစ်အာဏာသိမ်းပြီးနောက်အုပ်ချုပ်နေတဲ့စစ်ကောင်မရှင်ရဲ့ထိန်းချုပ်မှုကိုတတန်းတိုးဖို့လှုံ့ဆော်တဲ့အတူရောင်ရွှေကောက်ပွဲဖြစ်နေရှုံချထားပါတယ်။ဒီမိုကရေစီလိုလားတဲ့ပါတီအများပြားဟာလည်းရွှေကောက်ပွဲဝင်ရောက်ခွင့်ပိတ်ပင်ခံရရပြီးပါဝင်ရှင်ပြိုင်မှုညှင်းဆူထားကြပါတယ်။စစ်ကောင်မရှင်ခေါင်းဆောင်မင်းအောင်လှိုင်ကိုယ်တိုင်ကလည်းရွှေကောက်ပွဲကိုတနိုင်ငံလုံးအတိုင်းအတာနဲ့ကျင်းပနိုင်မှာမဟုတ်ဘူးလို့ဝန်ခံထားတာပါ။ကျွန်တော်ထင်ပါတယ်လက်ရှိအခြေအနေတွေအောက်မှာရော လိုအပ်တဲ့ဗန်ပေါင်းစုံပါဝင်တဲ့ဆွေးနွေးမှုမရှိသေးပဲရွေးကောက်ပွဲကိုကျင်းပမယ်ဆိုရင်မြန်မာနဲ့ကျွန်တော်တို့ပြန်လည်ပူးပေါင်းဆောင်ရွက်ဖို့ခက်ခဲနိုင်ပါလိမ့်မယ်လို့ထိုင်းနိုင်ငံသားရဲ့ဝန်ကြီးစီဟာဆက်ဖွန်ကတ်ကေကထိုင်းနိုင်ငံဆိုင်ရာနိုင်ငံသားသတင်းထောက်များကလပ်မှာပြုလုပ်တဲ့အခမ်းအနားတစ်ခုမှာပြောကြားခဲ့ပါတယ်။